ျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးမယ့်အကြောင်းအရာကတော့နာမည်ကျော်တဲ့အရှင်မဆာပြီး၊ကွယ်လွန်တဲ့အရှင်ဒီနှစ်ပေါင်း60ကျော်အရှင်တွင်အကောင်းဆုံးပြင်သစ်စာပင်နဲ့အတွေ့အကြုံပညာရှင်အဖြစ်အများကသိမှတ်ပြုကြတဲ့ဆာရေးဆရာကြီးဗိုလ်တေးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ဆက်လိုက်ရတာပေါ့ကျွန်တော်တို့သူ့ရဲ့ဘွားကနေဘာတွေသင်ယူနိုင်မလဲ၊သူ့ရဲ့ဘွားအတွေ့အကြုံကနေကျွန်တော်တို့ဘာတွေလေ့လာနိုင်မလဲဆိုတာအတူတူကြည့်ကြတာပေါ့။ဒီတော့သူ့ရဲ့နာမည်အရင်းက franchise ဘာတွေအရောဝဲဖြစ်ပါတယ်။ကလောင်အမည်ကတော့ဗိုလ်တေးဖြစ်ပါတယ်ခင်ဗျာ။ ဒီနေရာမှာသူ့ရဲ့အတန်ထွက်ကိုကျွန်တော်ထွက်တာကအတန်ထွက်မှာကောင်းမားနေနေပါတယ်အဲ့ဒါကိုတော့နားလိပြီးဒီစီရှင်ပါတယ်ခင်ဗျာဗိုလ်တဲရ1694 1998ခုနှစ်နဲ့တွဲကုန်ပညာရှင်ကပြားဆရာပြားဆက်ရေးဆရာဝတ္ထုရေးဆရာသမိုင်းဆရာအထုံးကိုစာရေးဆရာအစရှိသဖြင့်များပြားလာတဲ့ကဏ္ဍများတော့လူတို့ကအမှတ်ရကြပါတယ် Okay ဆိုတော့ဗိုလ်တဲရကိုပါရီမြို့တော်နဲ့1694ခုနှစ်မှာဖွားမြင်ပါတယ် အဖမှာရှင်းနေတဲ့ဦးဖြစ်သလိုဘိုတယောက်ကိုယ်တိုင်ကလည်းဥပဒေပညာကိုအနည်းငယ်လေ့လာလိုက်စားမှုသူဖြစ်ပါတယ်ဥပဒေပညာကိုလိုက်စားနေရမှာရုတ်တရက်ရက်ဆက်လိုက်ပြီးပါရီတွင်အနောက်ပြုံနဲ့အထုံးကိုပြက်လုံးများကိုဖန်တီးနေထင်ရှားလာခဲ့ပါတယ်ခင်ဗျာရှေ့အခါကထိုးသွပြုတ်လောက်ပါကအထုံးကိုအန်ဒီရဲ့များသည်ဟုဆိုနိုင်ပါတယ်ပြက်လုံးများကြောင့်ဘတ်စတီချင်းထောင်တွင်တနည်းရှုပ်ခံခဲ့ရမှုပြီးထိုတနည်းတာအတွင်းမှာ ဟန်ရီအဲ့အမြင်ရှိသမိုင်းလင်ကာကြီးတစ်စောင်ကိုရေဖွဲခဲ့ပါတယ်ခင်ဗျာထောင်မထွက်ကစား1968တွင်သူ့လက်ရာတစ်ခုဖြစ်တဲ့ OADP ကိုပြားစဲရုံပြားစဲအဖြစ်ပုံတော့ယုံတင်ပြသရာအလွန်ကောက်အလွန်အောင်မြင်ပြီးအမြင်ဝက်ဖြစ်သည့်ဒီဗိုလ်တရဟူသည့်အမြင်မှာလည်းအထူးပင်ထင်ရှားလာခဲ့ပါတယ်ခင်ဗျာထိုအချိန်တွင်ဗိုလ်တရမှာအသက်24နှစ်သာရှိသည့်သဖြင့်အောင်မြင်မှုများနဲ့ရှင်နေရင်များစွာငယ်သေးသည်ဟုဆိုရမည်ဖြစ်ပါတယ်ခင်ဗျာစာပေပညာရပ်တွင်စကားလုံးကြွယ်ဝတဲ့ဗိုလ်တရသည် ။ငွေကြေးပိုင်းတွင်လည်းချမ်းသာလာခဲ့သူဖြစ်ပါတယ်။သို့သော် Trump 926ခုနှစ်မှာကြီးမားတဲ့ပြဿနာနဲ့တွေ့ရပါတယ်။အကြောင်းမှာထိုခေတ်ကသူကောင်းမျိုးများနဲ့ဆက်စပ်နေရင်ရိုးရိုးတဲတဲဆန့်ဆန့်ရမည်မှာထုံးစံဖြစ်သည်ကိုလက်ယူရှုပြီးသူကောင်းမျိုးတို့အိုးဖြစ်သည်ရှာဘလယာဒေရိုဟန်ဆိုသူနဲ့စကားရေလိုကေးရှင်းမှာစားခဲ့ပါတယ်။စကားရေလူဝင်းမှာဗိုတရနိုင်တို့လေရှာဘလယာဤဒီလက်ပါစေတို့ဤရင်းနှီးနှိမ့်ဆက်ချင်းခံရပြီးဒီဘတ်စတီးယားထောင်အတွဲဆိုနောက်တစ်ချိန်အလေသွားရပြန်ပါတယ်ခင်ဗျာ။ ထို့နောက်ပြင်သစ်တွင်မနေတော့ပါဟုဝန်ခံချက်ဖြင့်ဒီထောင်မလွတ်ပြီးနောက်အင်္ဂလန်တွင်နနေခွင့်မျှသွားရောက်နေထိုင်ခဲ့ပါတယ်အင်္ဂလန်တွင်နေထိုင်ခဲ့ခြင်းများသည်ဗိုလ်တရားတွင်အဖို့ဒဏ်တွေ့ကြုံများကိုရရှိစေခဲ့ပါတယ်အင်္ဂလိပ်စာပင်နှင့်စကားများကိုသင်ကြားခွင့်ရခဲ့ပါတယ်နာမည်ကျော်များဖြစ်သည့် Shakespeare Isaac Newton John Locke Francis Bacon အစရှိသူတို့ဤစာပင်လက်ရာများနှင့်တွဲခိုပညာများကိုလေ့လာခွင့်ရခဲ့သလို အခြားခေတ်ပြင်အင်္ဂလိပ်ပညာရှင်များနဲ့ဆွေးနွေးခွင့်ကိုလည်းရရှိခဲ့ပါတယ်။အပြင်အဓိကအချက်မှာဒီပြင်သစ်နဲ့မတူတဲ့ဒီအင်္ဂလန်၏ဒီမိုကရေစီအောက်ရှုပ်ရေးကိုမြေဆန်းခွင့်ရခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျ။မင်းမင်းပြင်သစ်တွင်ခံစားခဲ့ရတဲ့သောအပြစ်တစုံတရာပြသရှင်းမရှိဘဲသူပေါင်းမျိုးနွယ်ဝင်တဦးဤလက်မှတ်ဖြင့်ဖန်ရှောင်းနေဆက်ချင်းမှာအင်္ဂလန်တွင်လက်မခံနိုင်သည့်အကြောင်းကိုပါတီးတော့သိမြင်သွားခဲ့ပါတယ်ခင်ဗျာ ပြင်သစ်ပြန်ရလျင်အကြီးကြီးဆုံးအကျိုးကြားဆုံးဖြစ်တော့ဒီလက်ရဖြစ်တဲ့ဒီတက်တနင်ကစာတမ်းများအမြင်ရချမ်းကိုရေးသားဖြန့်ဝေခဲ့ပါတယ်အင်္ဂလိပ်တို့အကြောင်းဟုအလွယ်ကိုသိထိုချမ်းမှာအစစနောက်ကျနေခဲ့တဲ့ဒီပြင်သစ်တို့အတွက်ညံအလင်းပွင့်တဲ့လက်ဦးချင်းဖြစ်ပါတော့တယ်ထိုချမ်းတွင်အင်္ဂလိပ်တို့၏ညထိုင်မှုပုံစံတွဲခေါ်ပုံအောက်ရှောက်ရေးစနစ်အဆရှိတဲ့ဒီအကြောင်းများကိုစစ်စစ်ငန်းကရေးသားရှင်းမွင်ထားခြင်းဖြစ်ပြီးဒီပြင်သစ်အာဏာပိုင်များ၏ဒေါသကိုကောင်းစွာ မင်းထိုးနိုးစွာပေးနိုင်သဖြင့်ဒီဗိုလ်တေးရတယောက်မှာပါရီပါရီမျိုးမှပြေးရပြန်ပါတယ်ခင်ဗျာပြင်းသည့်အရှိပိုင်းဒီစီရင်မျိုးတွင်စင်ငါးနိုင်တိုင်တိုင်းခေါလုံးနေထိုင်နေရင်မျိုးစားကတော့မဒန်ဒူရှက်တလင်နဲ့ညင်ဆွမ်းခဲသည်သည်ဟုဆိုရပါတယ်1950တွင်ဒီမဒန်ဒူရှက်တလေကွယ်လွန်ပြီးနောက်တစ်နှစ်ကြာပရက်ရှာအင်ပါယာ၏ဒီအီဂရစ်မဟာဖရက်ဒရစ်ကဖိတ်ခေါ်သည်ဖြင့်ပရက်ရှာမျိုးတို့ပို့စတန်တွင်တွားရောက်နေထိုင်ခဲ့ပါသည် အစာဦးတွင်နှစ်ဦးသားဆက်ဆံရေးအစဉ်ပြေရှုံးမွေးသူလေပုံနဲ့အကြတွင်အခြေတင်စကားများသဖြင့်1950ခုတွင်ဗိုတရာဒီဒီ pressure ဂျာမနီမှာပြောင်းရပြန်ပါတယ်ခင်ဗျာတွန်းတော့ဒီပြင်သစ်မင်း pressure မင်းအများကြီးဘေးရန်မှာကင်းဝင်းစရန်အတွက်ဒီဂျီနီဘာမျိုးအနည်းတွင်ခြံကြီးတစ်ခြံကိုဝေယူကနေထိုင်ခဲ့ပါတယ်တွတ်တော့ထိုခဲအမြင်နဲ့များစွာခွာကြနေသည်ဒီသူ၏အတွေ့အကြုံများကိုဆွေဆွေလန်တို့ကလည်းခံတွန်းမတွေ့ကြသဖြင့်ဒီပြင်သစ်ဆွေဆွေလန်နှစ်နိုင်ငံနေဆက်ရှိဒီဖာနေတွင် ချန်ထောက်ချန်ထမန်ဝေယူကနေစံမြင်းတွင်အင်းဆောက်ပြီးနေခဲ့ပါတယ်။အကြောင်းပြချက်မှာတစ်ဖက်ဖက်မှရန်ပြုတ်လာလျင်ဒီလွတ်တိဖက်ပြေးရန်ဖြစ်သည်ဟုဆိုကြပါတယ်။ထိုဒေသတွင်20ကျားဒီနေထိုင်နေစဉ်အတွင်းမှာအခြားဒေသများမှအတွဲကိုပညာရှင်များနဲ့ဒီစာပေစာယူလောက်ယူကဆွေးနွေးချင်းမိုက်တငင်ဟာများကို အလေဖက်ကြကတွင်ဝေပြုစုချင်းတို့ကိုပြုလုပ်ပြီးအရှင်အားရှိသည့်ရေဒီစံစာများရေးသားချင်းဖြင့်ကွန်လွန်စေခဲ့ပါတယ်။ ထိုနည်းများတွင်ဒီကန်တဝင်းစာပင်ခေဆန်ဆန်အထုံးငိုပြက်လုံးများသည့်အမျိုးအစားစုံလင်စွာပါဝင်ခဲ့ပါသည်သူအသက်80နှစ်နှင့်ရှင်တွင်ဒီပြင်သစ်နှင့်ဒီ protesting ဂိုင်းဝင်များကိုပြန်ပြင်းထန်စွာနှိပ်ကွက်ကြောင်းသိလျင်လွလွန်မှုကိုမြန်သောသူဗိုလ်တရအနေဖြင့်ဤကဲ့သို့ဘာသာရေးယူစီမှုများကိုမိမိဉာဏ်ပညာဖြင့်ပေရှားမီဟုဆုံးဖြတ်ချက်ရှာကဘာသာရေးအုပ်ချုပ်မှုကိုစန့်ကျင်သည့်နိုင်ငံရေးစာပင်အများအပြားကိုရေးသားဖြန့်ဝေခဲ့ပါတယ်။ထိုစာတန်းတိုင်း၏အဆုံးသတ်ပိုင်းတွင်ဒီ မစင်မချင်းအယူတီတီပယ်လျရန်ရွေရဲဒီအပေါင်းသတင်းထွက်ရကိုတောက်တင်ကြလို့နို့ဆိုရှက်ကိုထိသွင်းနေရှိပါတယ်ခင်ဗျာ988ခုနှစ်တွင်သူသက်83နှစ်အရွယ်မှာဒီဗိုလ်တရားဒီပါရီမျိုးတို့ပြန်လဲပြန်ပြီးပြန်လာခဲ့ပါတယ်သူလည်းရဖြစ်သည်အီရန်ပြဆိုင်ကိုဂျွန်တင်သည့်အခမ်းအနားကိုကိုရန်လာရောက်ကျေးရှုရင်ဖြစ်ပါတယ်လူထုကြီးဤတခဲနဲ့ထောက်ခံအားပေးသည့်လက်ခုပ်တံများကိုခံယူရရှိသလိုဘန်ဂျမင်ဖရန်ကလင်အစရှိသည့် သူအားတင်ညိုရသည်ဂျိုဂျာသူတို့လာရောက်လင်ပတ်ဆွေးနွေးသူကိုလက်ခံတွဲဆောင်ခဲ့ပါတယ်။မေလ30 1988ခုနှစ်ပိုင်မြို့နယ်ဘော်တရကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်သွားပြီးနောက်ကျန်ရှိသူရောက်အောင်ကိုပါရီသင်းရှင်းတွင်ဒီခရီးရန်ဘာသာဝင်တို့ဤထုံးစံအတိုင်းမြောက်နေခွင့်မရခဲ့ပါဘူး။အကြောင်းမှာဘာသာရေးအယူသီးသူတို့ဤဤသာသနာကိုဆိုကားသည်ဟုဆွဆဲရှဲကြောင်းမှဖြစ်ပါတယ်။တိုးတိုးနောင်ဒီ73နှစ်အကြာတွင်သူရောက်အောင်ကိုပြန်လည်ဖော်ထုတ်ပြီး ။ဘုံပြူထိုက်သူတို့ဤသင်ချိုင်းပါရီပန်သေးရွန်တွင်ဂူသွေးမြောင်းနိုင်ပေးခဲ့ပါရခင်ဗျာ။ကွယ်လွန်သည့်နှစ်ပေါင်း200ကျော်တို့ဒီနေ့တိုင်းဘော်တီးယားဤလက်ရများမှာခင်မင်းစင်းစွမ်းရှိနေစေဖြစ်သည်ကိုအတိအမှတ်ပြုရပါတယ်။ထို့ပြင်ဘော်တီးယား၏အတိအမှတ်ဖြင့်ဖွင့်လှစ်ပေးမှုကြောင့်လည်းဒီ1989ပြည်သစ်တော်လှန်ရေးပေါ်ဖော်ခြင်းဖြစ်သည်ဟုလည်းတနည်းဆိုလျင်ပြည်သစ်တော်လှန်ရေးအစပြုသည့်တွင်ဘော်တီးယား၏လက်ချက်လေဒဇိုက်တေသာပါဝင်သည်ဟုဆိုရပါတယ်ခင်ဗျာ။ ဒီဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုတင်ပြတဲ့အတွင်းမှာဒီသူတို့ရဲ့နောင်ကြီးအတန်းထက်တွေကျွန်တော်မှာကောင်းမှားနေနိုင်ပါတယ်ကျွန်တော်ရဲ့တင်ပြချက်တွေအတွင်းမှာဒီလိုအပ်ချက်တွေအမှားတွေပါရှိသေးရှိသေးလို့ဒီကျေးဇူးပြုပြီးဒီသေခန့်နားလေးပြီးတို့ကြည့်ပေးစီရှင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ stay enjoy